မြတ်စွာဘုရားလက်ထက်တော်ကောသလမြင်းကြီးအုပ်ချုပ်တဲ့အချိန်ရပေါ့မြတ်စွာဘုရားနဲ့ဒီသားတန်ခါ900ကိုမေတ္တုပ္ပရိဆိုတဲ့တက္ကမကြီးကသရတရားတအားကောင်းတနေ့တနေ့အတိုင်းတော်ကိုကအလှတစ်ခုမှမလိုဘူးသူစိတ်ထဲမှာညာဘက်အိတ်မှပြောနောက်ပိတ်ဆုံးဟိုဆွန်းလို့ကုန်းလို့မလောင်းတော့မှပဲသူများတကောင်ကိုပေးကမ်းလိုက်ရမှာဘာလေးပဲဖြစ်ဖြစ်သူစိတ်ထဲမှာအိတ်လိုရတယ် ဘာတခုမှပေးကမ်းမှုမရှိစွန့်ကြဲမှုမရှိဒါနအတိုင်းတော်ဘာမှမလုပ်ရအောင်ဆိုရင်တညာလုံးအိပ်ပြီအခုပေါ်လေနေပြီဟင်ချိန်နာကုန်သွားတယ်ငါတက်ပေါင်းမနဲ့မိုးလေးလိုမျက်နှာတော့တိတ်ပြီးတာနဲ့တရားနဲ့ကောင်းကိုပန်းလေတောက်တော့ရေးအဲ့ဒါပုံမှန်သူ့လုတ်ကညနေဆိုရင်ဒုတိယကောင်းမယ်ဒီကောင်တောက်တော့ရေးလဲဆင်ပြီးကအဲ့ဒါသူ့ပုံမှန်ဒါပေမဲ့ तू ကအဲ့လောက်နဲ့မကျင်တာဘူး သူကအလူတန်းဒါနောက်တအဝါဒနာပါတဲ့ခါကျတော့မလူရရင်တော့စိတ်ချမ်းသာအဲ့ဥပုံလေးအခုလိုဥပုံလေးဥပုံလေးတိုင်းမှာလဲမြတ်စွာဘုရားနဲ့တန်ခါ900ကိုရာဟုသွန်းရဲကတ်ရာဟုသွန်းကတော့တနေ့ရောခါကျတော့သူစဉ်းစားတယ်တဲ့နဘငါဆိုဒီနေ့အဖိတ်နေ့နဘငါဆိုဥပုတ်ပေါ့အေးငါနေတိုင်းလိုလိုရောင်ဆုံးကြီးပဲကတ်နေတော့တန်ဃာတွေဖုံးမှာပုံညင်ရရလားမသိဘူးသူအတွေးရောက်လုံးဟာလား ငါသွားပြီးရှောက်ထားအောင်ပါတပြောင်းတည်းများဖုံးကျင်တယ်ဆိုရင်လည်းဖန်ကြည့်ပြီးသူကတန်းအောင်ဆိုပြီးတော့ကြောင်းတော်ကိုလာတဲ့အချိန်ကျတော့သူလာတဲ့အချိန်က3နာရီခွဲ4နာရီမှတင်းတော့ဖြစ်တယ်ဘုရားကြောင်းတော်ရောက်တော့ဘုရားကိုဝေချဝေချပြီးတော့ဘုရားကဒကမာဤဘာအကျိုးကြောင်းရှိလို့ဒုံလို့ရှောက်ထားမေးတဲ့အခါကျတော့ဘုပ္ပံဘုရားတပည့်တော်နတ်ဘငါဆုံးဥပုပ်ဒီနေ့အဖိတ်တန်ဃာတွေကိုတပည့်တော်ရာဟုသွန်းကြီးပဲနူးနေရတော့ဥပုပ်တိုင်းဥပုပ်တိုင်းကိုအရှင်မပြေပါမလား ကြံတဲ့ကြောင်တိုးလေးလေးများဖုံးကျင်လားမသိဘူးဆိုတော့အတွေးဝင်လို့တပြီးတော့လာလျှောက်တာပါဗျာပြောတဲ့ကံကြောင်အေးအဲ့ဒါဆိုရင်ကောင်းပြီကဲတန်ဃာတို့ဒီနောက်လာပြီတန်းစီဆူယုံသာဆိုပြီးဖျားခေါ်လိုက်တော့အကုန်လုံးတန်ဃာအားရတန်းစီထိုင်လိုက်တယ်ကဲဒကမအကြီးမင်းသားအဲ့မှာခဏသဘောတိုင်းအရှင်ဘုရားတို့အရှင်ဘုရားတို့တပြီးတော့ရာဟုဆုံးကတ်နေရတော့ဥရုဒ္ဒံဥပုဒ္ဒံဖြစ်နေတဲ့အတွက်ရာဟုဆုံးနဲ့မုန်းပြီးတော့ ဆွန်းလေးပါလေးတပြောင်းပြောင်းလေးများဗာများဖုံးညင်ကြတယ်ဖုံးညင်တယ်ဆိုတယ်တပြည့်တော်မအောင်မကြပါဗျာရှောက်တဲ့အခါကျတော့တန်ဃာတွေလည်းအကုန်လုံးကရာဟုဇွန်းလေးရွယ်ကောင်းပါတယ်ဒကမာကြီးကနည်းပိုင်းရတော့ဆိုတော့အားလုံးပြောကြတယ်တပားသောတန်ဃာကတော့ဒကမာကြီးနေနဲ့တောင်းဝန်မကြည့်ပါဘူးဆိုရင်ဦးစင်းပြောကြည့်ပါတယ်ပြောပါဗျာဦးစင်းကဝင်းနေပြက်နေတယ်ဘာမှမကောင်းဘူးအများအားအဲရာဟုဇွန်း ုံးလို့ရှိရင်ပို့ဆိုးတယ်အဲ့ဒါကြောင့်မလို့ဦးစင်းကိုဆွန့်ကျူလေးနဲ့အသားဟင်းလေးတစ်ခုလောက်ဖန်ပြီးလူလို့ရမယ်ဆိုရင်လူပေးပါလားဒကမာကြီးအော်ဖြစ်ပါတယ်ဗျာတောင်းကြည့်ပါဦးတဘာအတွက်နဲ့ပြီးတော့အရှင်ပြောင်ဖန်ကြည့်ပေးပါမယ်ဗျာစိတ်ချပါမယ်မနေ့ကိုကြွားလိုက်အရှင်ပြေစရာပါဆိုပြီးတော့လျှောက်ပြီးတော့သူပြောတဲ့အခါကျတော့အကုန်လုံးလည်းပြီးတော့ဘုရားကိုဝေချပြီးပြန်လာတယ်ပြန်လာတဲ့အခါကျတော့အိမ်ရောက်တော့အခိုင်းစီမာလေးကြီးအောင်ရှိဟဲ့ခလေးမလေးနှောင်လာတာအဲ့လက်ဆွဲချင်းယူခဲ့တော့အဆန်း ယူသွားအဲ့ဒီဈေးထဲကိုသွားအသားငါရတဲ့ဟာဝယ်ခဲ့ယဟန်တဘာအတွက်စွန့်ချစ်တာသူပြောခိုင်းလိုက်တဲ့အခါကျတကယ်တော့ဒကမာကြီးကလည်းမင်းဒီကောတလမင်းကြီးကလည်းအဖိတ်နဲ့မတိုင်ခင်နဲ့ကသူကစောရတိုင်းပြည်မှာဘောင်းကြီးနဲ့လည်းခတ်တာဥပုံလေးကိုအသားငါလုံးဝမရောဟာတက်ပြီးရောင်းတဲ့လူရှိရင်ကြီးလေသောအပြစ်ဒဏ်ပေးမယ်ဆိုပြီးတော့ မောင်ကြီးနဲ့ခတ်တာတော့ဘယ်သူမှလည်းတတ်တဲ့လူမရှိဘူး။ရောင်းနဲ့တစ်ချက်မရှိဘူး။အသေးတော့သွားတဲ့ခါကျတော့အတီးရွက်တွေပဲရှိတယ်။အတီးရွက်တွေပဲအလိုက်ကြည့်ပြီးတော့ဘယ်မှတစ်သေးလုံးနှံ့နေခါကျတော့ပြန်လာရခလေးမကြီးနဲ့ပေါ့။ပြန်လာခါကျတော့အသေးကတော့ကြီးဘာတဲမှမရှိဘူး။အကားငါးနဲ့ပတ်သက်လို့မင်းကြီးကလည်းမောင်ကြီးနဲ့လည်းခတ်တာတော့ဘယ်သူမှလည်းမရောင်းရဘူး။အတီးရွက်ပဲရှိတယ်။အဲ့ဒါကြောင့်မလို့ကျမတို့ပြန်လာခဲ့ပြီ။ဟုတ်တော့ အေတော်ဒုက္ခပါပဲငါလည်းဂတိပေးထားခဲ့ပြီငါလည်းဂတိတလုံးမဖြတ်ချင်ဘူးအဲ့တော့ရတဲ့နီလန်းနဲ့ရက်ွက်ထုတ်လိုက်ပြီးတော့တိမ်တဲ့တိမ်ချင်းလိုက်မိသားမှာအသားငါးချီတန်ရောက်ကြပါမြပြီးတော့ဆိုပြီးတော့လိုက်ဝေသန်းဆိုပြီးတော့ထွက်လိုက်တဲ့အခါကျတော့တရွာလုံးသာဆုံးသွားတယ်တာနာမရခဲ့အချိန်ကြာလို့မုန်းချုပ်တော့အလိုခလေးမနေတော့ပြန်လာတဲ့အခါကျတော့ဟဲ့ရခဲ့လားဒီဘဝမရခဲ့ဘူးတတိကတော်ကြီး ီလိုအလိုမျိုးလုပ်တယ်ဆိုတာသောတာပန်ဗရာဂံအနာဂံဒီပဲလုပ်နိုင်တယ်။ကျန်တဲ့ပုဂ္ဂိုလ်ကမလုပ်နိုင်ပါဘူး။ကဲအဲ့ဒါဆိုရင်နေသာသူလူနေငါပဲဖန်ပြလိုက်မှဆိုပြီးတော့အဲ့မှာကလေးမလေးနှကောင်နဲ့ဆုံးပွဲလေးပြင်းဒီတပားအတွက်လဲဆွန်ဟင်းနဲ့လဲဆွန်လေးနဲ့တပွဲချပေါ့ချပြီးမြတ်စွာဘုရားနဲ့တန်ခါး900ကြွလာတဲ့ခါကျတော့ဆွန်ကတ်မယ်ဆိုတော့ကလေးမလေးနှကောင်နဲ့ကတော့ဟဲ့တက္ကမကြီးရောဒါပေမဲ့မြတ်စွာဘုရားကြောင်းတော်ကြီးအတိ ။ဘာဖြစ်လို့လဲတဲ့။ဘာလို့သိရလဲဆိုတော့မနဲ့မိုးသားရမှလင်းလာတဲ့တပြိုင်တည်းမျက်နှာတော်တစ်တာနဲ့ဒိဗတ်စက်ကူညာနဲ့ကဘာကြီးကိုပတ်ကြည့်လိုက်။ဒီနေ့ဘ누구တွေကိုခေရအောင်။ဘ누구တွေကိုချွတ်ကအောင်။အဲ့လိုကြည်လိုက်တဲ့အခါမှာဒီတက္ကမရဲ့ဒါရတရားကိုတော့တွေ့။အဲ့မှာနေတက္ကမကြီးကိုခေါ်လာကသူကပုံမှုပြာမထနိုင်ဘူးညာ။တပြိုတော့ကဘာကပ်အောင်။ပုံမှုခေါ်တာခေါ်လိုက်ရတယ်။ ဖះအဲ့လိုခေါ်ခိုင်းတဲ့အချိန်နေမယ်အနာတော်တော်သက်တာသူ့ဘောင်ကအနာအဲ့ဒါနဲ့သူကဲဒီလိုတောင်မှာတော့ဖះလည်းတော့ပြောနေငါကြုံထားပြီးတော့တော်မယ်ဆိုအခန်းပေါ့ကိုဘွားရောက်တော့လူကောင်းကပလီဖြစ်သွားတော့သူ့ဘောင်သူစမ်းကြည့်တယ်လည်းရွတ်အောင်ပြေတော့ဖះရဲ့တကူနဲ့အဲ့မှလည်းသူကဖះအိုးဆွနေပါလေကတ်ကတ်ပြူပြီးတဲ့အခါကျတော့မြတ်စွာဘုရားဘာတရားကိုခေါ်လဲဆိုတော့ဖြစ်တော်900 သူလူတန်းခဲ့တဲ့ဒါနာတွေဆောက်တည်ခဲ့တာတိလာတွေဆောက်တည်ခဲ့တာလို့ခေါ်တဲ့အခါကျတော့ဖရာတရားအဆုံးမှာတောတာမှာတည်ဟောတယ်၎င်းတော်တွေလည်းယူခဲ့တဲ့အတွေးတော်တွေလည်းယူခဲ့တဲ့အကြောင်းတွေခေါ်တဲ့အခါကျတော့ဖရာတရားအဆုံးမှာတောတာမှာတည်ဟောတယ်တဲ့အဲ့ဒါအကြောင်းမလို့ဗနာတရားရဲ့အစွမ်းမှာတော်လုံးတန်းဒီပါအခုတက္ကမကြီးတို့အထုံးကြီးလောက်အောင်မယ်။ငါတို့ဒီကြံရက်ကလေးတို့ဟေး ဥပုပ်လေးစောက်မယ်နေလေးပုံအောင်ဟုတ်တော့ဒီငားရဲ့ကလေးကိုတော့မဖြစ်မနေလို့တစ်နှစ်လုံးအတိုင်းတာလုပ်ခဲ့တဲ့အာဟုသူကုသိုလ်ကြီးလည်းပါတော့အာဟုသူကြီးလည်းပါတယ်ဒါလေးတွေကိုတို့အနေနဲ့ကြီးညော်ရေရေဆေးချတယ်တီလာလေးနဲ့ရေဆေးမယ်ဆိုတော့အတွေးလေးနေနဲ့လာပြီးတီလာဆောင်ရဟုတ်တယ်မလားအဲ့တော့ဘာပဲဖြစ်ဖြစ်မိမိတရာအားကောင်းလို့ရှိရင်ဖြစ်နေတာကွာမှာချင်းချင်းတာတာနဲ့ရှင်းပါတီလာအားကြီးကောင်းရင်လည်း 别的也帮嘛，都是去整整帮忙，整整杂杂呢，看啥嘛，阿罗，能抓鱼啊，好大地的提在那在嘛麻袋在地下那里做鱼，自家吃